တင်ဆက်ပေးမယ့်သတင်းကတော့ရှမ်ပီယံလီမှာမန်စီးတီးရုန်းကန်နေရတာကိုဟာလန်အမရဦးဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မန်စီးတိုက်စင်မူဟာလန်ကမိုနာကိုနဲ့နှစ်ကိုစီတည်ကြတဲ့ပွဲပြီးမှမန်စီးတီးအနေနဲ့ရှမ်ပီယံလီပြိုင်ပွဲမှာရုန်းကန်နေရတဲ့အနေအထားမျိုးဖြစ်နေရလို့ပြောကြားခဲ့ပါတယ်။ မိုနာကိုနဲ့ပွဲမှာမန်စီတီဟာဟာလန်သွင်းယူတဲ့နှစ်ဂိုးနဲ့ဥဆောင်ခဲ့ပေမဲ့နောက်ဆုံးမိနစ်မှာပနက်တီပေးခဲ့ရပြီးစပါးကွင်းလက်ကစားသမားဟာအီရစ်ဒီယာကမိုနာကိုအတွက်ရှေးပါကိုရအောင်သွင်းပေးသွားခဲ့လို့နှစ်ဂိုးစီတီကြခဲ့တာပါဟာလန်ကမန်စီတီရဲ့ရှေ့ဆွမ်းကအကောင်းဆုံးနေထားမှာမရှိခဲ့သလိုလိုအပ်ချက်တွေများခဲ့တာကရှမ်ပီယံလိမှာမရှိသင့်တဲ့အနေအထားတွေဖြစ်သလိုရှေ့ဆွမ်းကလည်းအားရစရာအနေအထားမှာမရှိဘူးလို့ပြောကြားခဲ့တာဖြစ်ပါတယ်မိုနာကိုကိုကွင်းလက်တိုင်က ပနက်ဒီပေးချိန်မှာနှစ်ပတ်ကစားသမားတွေကြားမှာအပြန်အလှန်အရှင်းများမှုတွေဖြစ်ပွားခဲ့တဲ့အပြင်ကွင်းနယ်တိုင်းရဲ့ဆုံးဖြတ်ချက်ကိုမန်စီးတီးနီးပြဂွာဒီယိုလာကလည်းပြင်းပြင်းထန်ထန်ဆော့တကားတက်ခဲ့ပါတယ်။ဂွာဒီယိုလာကအငြင်းပွားပွဲအနေထားတွေကနေနောက်ဆုံးမိနစ်မှာပနက်ဒီပေးခဲ့တာကစိတ်ပျက်စရာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ဒီတင်ရောညင်ချမ်းဝါပေးပူလာပါဗျ။